ူသားတွေဟာဘေးဒုက္ခနဲ့ကြုံတဲ့အခါမူလက အမှုမဲ့အမတ်မဲ့နေမိတဲ့ဘဝပေါ်တွေ့တာစိတ်ပိုပြီးပြင်းပြ ခိုင်မာလာလေးရှိတယ်။အဲဒီခါမှာအရေးကြီးတဲ့လို့ယူဆရတဲ့အလုပ်ကိုလုပ်ဖြစ်သွားတယ်။ဘဝရဲ့နေ့ရက်တိုင်းမှာစက္ကန့်တိုင်းဟာလူသားအတွက်တန်ဖိုးရှိနေပါတော့တယ်။ဂျူးရဲ့အမုံကြောင့်ဖြစ်သောစစ်ပွဲများစအောင်မှာ အဲ့ဒီလိုခါမျိုးမှာဘဝကိုဘယ်လိုတွေ့တာကြမလဲ14တွင်ဝယ်မှာ2001နနက်ရုံမြင့်တန်ကြားမှာအာဖဂန်နစ္စတန်နိုင်ငံကဘူးမျိုးသူမျိုးသားတွေရဲ့ပျော်ရွှင်တောက်ပတဲ့အပြုံးမျက်နှာတွေကိုမြင်နေခဲ့ရပါတယ်မျိုးသူမျိုးသားဆိုတာထက်မျိုးသားတွေလို့ပြောရင် ပိုသိမ့်တော်ပါလိမ့်မယ်ယောက်ျားတွေကြီးမြင်နေရလို့ပါလမ်းပေါ်မှာဂီတတန်နဲ့တခြင်းတန် မြိုင်ဆိုင်နေတာကိုနောက်ခံအတန်အဖြစ်ကြားနေခဲ့ရပါတယ်။ငါးနှစ်ကြာအောင်ပိတ်ပင်ခံထားရတဲ့ဂီတရဲ့အတန်ကိုပထမဆုံးအချိန်ပြန်ကြားရခြင်းမလို့အာဖဂန်ရောက်သတင်းတောက်က ပြောပြနေတဲ့အခါကြည်နေသူတိုင်းတအံ့တော်ပင်သက်ဆိုင်မိကြမှာအမှန်ပါပဲ။ဒီလိုနေ့ရက်ကို သူတို့စောင့်ခဲ့ကြရတာငါးနှစ်တောင်ရှိခဲ့ပြီ။ခုတော့သူတို့အားလုံးပေါ်ပါလွတ်မြောက်လို့ ရဲကြမောကြနဲ့ကပူးမျိုးဟာပြန်ပြီးတက်ဝင်လာခဲ့ပြီပေါ့ရုံမြင့်တန်ကြားကင်မရာကစံသားဆိုင်မှာသပင်ညက်မုတ်စိတ်ရိုက်နေတဲ့လူငယ်တယောက်ကိုရိုက်နေတယ်ဒီသပင်နဲ့မုတ်စိတ်ကိုသူရိုက်ချက်နေတာ၅နှစ်ရှိပြီဖြစ်မှာပေါ့အခုတော့မျက်နှာအောက်ပိုင်းမှာမုတ်စိတ်မရှိတော့ပြောင်ချောပြီးဒေသက်လှပသွားပြီသူ့လက်ဘဝနဲ့သူ့မေးစိတ်ပါပြင့်တဝိုက်ကိုထိကင်ဖိပုတ်ပြီး ကြကြနက်နက်ပြုံးလိုက်တဲ့မျက်နာကဖြင့်တောက်ပနေတာပဲအမျိုးသမီးတွေကိုတော့လမ်းမပေါ်မှာမမြင်ရတဲ့လောက်ပဲခေါင်းကားနေခြေပြားအထိဝိယုံကြီးခြုံထားရတဲ့အမျိုးသမီးတစ်ယောက်စီ ရုံမြင်တန်ကြားကင်မရာချင်းကတ်သွားတော့အမျိုးသမီးကနောက်ဆုတ်ပြေးပါတယ်တယောက်ကတော့အင်တာဗျူးလုပ်ခန့်နေမိန်းမတွေအလုံးလုံးခွင့်ပိတ်ပင်ထားတဲ့အတွက်မိသားစုငတ်မွတ်ပြီးတံတောင်းစားလို့ဖြစ်ခဲ့ရတယ်တဲ့ အခုတော့မိမားတွေအလုတ်ပြန်လုတ်ခွင့်ရတော့မှာမို့သူတို့ဝမ်းသာတက်ကြွနေကြပါတယ်တာလီဘန်တွေတိမ့်ပိုက်ထားတဲ့ဒီ၅နှစ်မှာသူတို့တွေရဲ့ဘဝဟာရှင်သန်လျက်နဲ့တင်းနေကြမှာပဲလို့ကျွန်မတွေးမိပါတယ်ဒီ၅နှစ်အတွင်းမှာ လူဘဝရဲ့အလိုအဆုံးဖြစ်တဲ့ပျော်ရွှင်မှုတွေမရပဲသူတို့ကိုယ်ပေါ်ကိုဖိထားတဲ့ အစမတန်ဖိအားတဲ့နဲ့သူတို့ဘလို့များရှင်တန်ခဲ့ကြတာလဲသူတို့မျက်မြင်သက်သက်ဖြစ်ခဲ့ရတဲ့သူတို့ဆွေမျိုးသားချင်းမိတ်ဆွေတငယ်ချင်းတွေရဲ့မြေပေါ်ကျသွားတဲ့သွေးဆက်တွေသူတို့ကိုယ်တိုင်ခံစားခဲ့ရတဲ့ကိုယ်တန်ရာစိတ်တန်ရာနာကျင်မှုဝေဒနာတွေဒီဒုက္ခတွေနဲ့သူတို့ဟာဘဝကိုဘလို့ဖက်တွယ်ထားခဲ့နိုင်တာလဲဖိအားတွေအောက်မှာနေထိုင်ရတဲ့ဆိုတာ အလွန်ပင်ပန်းအားကုန်ပါပါ တောက်ခံထားရလွန်းလို့တင်းကျက်တဲ့အသွေးအသားအရိုးတွေအောင့်အီးမြို့တက်ရလွန်းလို့တင်းကျက်နာကျင်တဲ့စိတ်ဖြစ်စီမှုတွေဓာတီကိုကြော်လွန်ဖို့စိတ်ကိုတည်ဆောက်ယူရတာဘလောက်များပြင်ပန်းလိုက်မလဲအခုရတဲ့သူတို့ရဲ့ငြိမ်ချမ်းမှုလေထာဝရတည်မြဲပါစေလို့ဆန္ဒပြုမိပါတယ်14နိုဝင်ဘာ2001ညမဖက်ဖြစ်တာ9လလောက်ရှိသွားပြီဖြစ်တဲ့ အေလင်းဒေးဘော်တန်ရဲ့သောက်တော့ကိုဒီညတတိတယထုတ်ယူဖတ်လိုက်မိပါတယ်မနေ့တုန်းကကိုကကိုစိတ်ဝင်တစားမေးကဲမိတဲ့မိခွန်းရဲ့အဖြေဟာဒီသောက်ထဲမှာရှိကောင်းရှိနိုင်တယ်လို့သတိရမိလို့ပါစာအုပ်နာမည်က How proof can change your life တဲ့ proof ကတင်ပေါ်ဝါကိုဘလို့ပြောင်းလဲပေးနိုင်တယ်ဆိုတာလို့ဘာသာပြန်နိုင်ပါလိမ့်မယ်ဒီစာအုပ်အား ပြင်သစ်စာရေးဆရာကြီးမာဆယ်ပရုစ်ရဲ့နာမည်အကြီးဆုံးစာအုပ် Remembrance of Things Past ဒါမှမဟုတ် In Search of Lost Time ကိုဖတ်ပြီးပရုစ်ရဲ့ဘဝတဒနာအမြင်တွေကိုမိစံလေးလာထားတဲ့စာအုပ်ပါမာဆယ်ပရုစ်ရဲ့ပြည်သက်ဝတ္ထုကြီးကိုပထမဆုံးအင်္ဂလိပ်ဘာသာပြန်တော့ခေါင်းစဉ်က Remembrance of Things Past လို့ပေးခဲ့တယ် Landing Bottom ဖတ်တဲ့စာအုပ်ကတော့ နောက်တစ်ချိန်ဘာသာပြန်ထားတဲ့စာအုပ်ပါအဲဒီစာအုပ်နာမည်က In Search of Lost Time နဲ့ Marcel Proust ဘဝဟာကျမတို့လူလူပိုင်းမြင်နေကြည့်ရင်အသက်ရှင်နေထိုင်မှုအရာသာအပြည့်မရနိုင်တဲ့ဘဝပါသူကသူ့ရဲ့နောက်ဆုံးအချိန်မရောက်မီ14နှစ်လုံးလုံးအဲ့ရပေါ်မှာသာနေထိုင်အသက်ရှင်ခဲ့ရတဲ့ဝေဒနာတဲ့တယောက်ဖြစ်ခဲ့လို့ပါပဲ1922ခုနှစ်မှာပါရီမျိုးထုတ် The Uncompromising ဆိုတဲ့သတင်းစာတစ်စောင်ကအောက်ပါမေခွန်းတစ်ခုကိုမေးထားပါတယ်။ဒီစာဆောင်ကနာမည်ကြီးပုဂ္ဂိုလ်တွေကိုဖြည့်ပေးဖို့မေခွန်းတွေထက်ထက်ပေးလေရှိပါတယ်။ American သိပ္ပံပညာရှင်တယောက်ကခြင်ညာလိုက်ဒီမှာကဘာကြီးအဆုံးသတ်တော်မီသို့မဟုတ်အ ਨੇ ဆုံးကဘာကြီးဤကြီးမားသောအပိုင်းတစ်ခုပြည့်စည်ရတော်မီထိုရုတ်တရက်အနေရဖြင့်လူတန်းပေါင်းယာနှင်းချီ၍တည်ကျေပြည့်စည်ကြရတော်မီအကယ်၍ထိုဟောကိန်းသည်သာတေချာသွားပြီဆိုရင် လူသားတို့သည်တိလိုက်ရသည့်အချိန်မှကတ်တင့်သေးဆုံးသွားသည့်အချိန်တွင်မိကဲ့သို့တုံ့ပြန်ကြမည်ဟုသင်ထင်သည်လေသင်နေနေရောနောက်ဆုံး나이ပိုင်းချိန်တွင်သင်ပါလုံးမိမလဲအဲ့ဒီမေကွန်ကိုပထမဆုံးဖြေတဲ့ပုဂ္ဂိုလ်ကအဲ့ဒီတော့ငါထူးချွန်တဲ့သူအခုတော့အမေကန်ပုဂ္ဂိုလ်ဖြစ်နေသူဟင်နရီဘော်ရိုးပါသူထင်တော့လူတွေဟာအဲ့ဒီတဲ့ရင်ကိုတည်တည်ချင်း အနည်းဆုံးဖျားရှိခိုးကြောင့်တဲ့ပြေးဝင်ခြင်းဝင်အဲ့ဒီလိုမဟုတ်ရင်တော့အနည်းဆုံးအိတ်ခံတဲ့ပြေးဝင်ကြမှာပဲတဲ့သူကိုယ်တိုင်ငါတော့အဲ့ဒီလောက်ကြွားကြတဲ့အလုပ်ကိုလုံးမိမှာမဟုတ်ဘူးသူကတော့အယ်ပိုင်းတောင်တန်းဒီပေါ်ကကြည်ရတဲ့အမခန်းမြင့်ကွင်းကိုမှင်တက်မိမိန်မောနိုင်ဖို့တောင်တစ်ခုစီကိုတက်သွားမိမှာပဲလို့ဖြစ်ခဲ့ပါတယ်အဲ့ဒီလိုပဲနမေကျော်ပုံကိုယ်တွေဖြစ်ကြတာတယောက်က လူသားတွေရဲ့နှစ်ရှည်ကာလကြာအကျိုးဆက်ဆိုတဲ့တည်ရှိမှု ပြတ်သုံးသွားပြီဖြစ်လို့အဲ့ဒီအခါမှာလူတွေဟာတားမြစ်မှုတွေစီမင်းနေမှန်တယ်မြချိုးဖြတ်ကုန်ကြတော့မှာပဲလို့ဖြေပါတယ်တယောက်ကတော့ tennis golf နဲ့ bridge ကစားနည်းတစ်ခုခုကို နောက်ဆုံးကစားမိမှလို့ဖြေပါတယ် marcel bruce ကတော့သူတို့နဲ့နည်းနည်းကွဲပြားတယ်သူက အောက်ပါအတိုင်းလှမ်းရည်ပြီးဖြေခဲ့ပါတယ် တင်ပြောတဲ့အတိုင်းသာဖြစ်တော့မယ်ဆိုရင် ကျုပ်တို့လူသားတွေအတွက်ဘဝဟာရုတ်တရက်အံ့ဩချီးမွမ်းစရာအတိဖြစ်ကုန်ပါလိမ့်မယ်ကျုပ်တို့ရဲ့ဘဝမှာစီမံကိန်းတွေခီးလဲ့လဲ့မှုတွေချစ်မှုရေရတွေပညာသင်ယူမှုတွေဘလောက်များများကိုကျုပ်တို့ရဲ့ပြင်းရိပ်လေးဖင်းမှုတွေနဲ့ဖုံးကွယ်ပုံအောင်ထားခဲ့တယ်လဲစဉ်းစားကြည့်ပေါ့ဒါပေမဲ့အခုပြောတဲ့ဟော်ကင်းကြီးဘယ်တော့မှမဖြစ်လာဘူးဆိုပါစို့ ဘဝကဘလောက်များပြန်လည်လှပလိုက်လိမ့်မလဲဒီဘေးဆိုးကြီးတာမရောက်လာဘူးဆိုရင်ကျုပ်တို့ဟာလူပြရိုက်ကပြကန်းတဲ့တွေကိုသွားကြည့်ဖို့စစ်သူရှင်းမောက်ဒူးထောက်ပြီးချက်ရဲဆိုဖို့အိမ်များပြည်ကိုခီးထွက်ဖို့လုံးဝမပြက်ကွက်တော့ပါဘူးလို့ကိုကိုကိုဂတိပေးမိကြလိမ့်မယ်ဘေးဆိုးကြီးလည်းဖြစ်မလာဘူးကျုပ်တို့လည်းအဲ့ဒါတွေတစ်ခုမှလုတ်ပြတ်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့အမှုမဲ့အမှန်မဲ့စိတ်က စန္ဒကိုမေးမိတ်အောင် လုပ်ပြနေတဲ့နေစဉ်တာမန်လူမှုဘဝတွေထဲမှာတို့တို့ပြန်နစ်ကြရမှာမလို့ပဲတကယ်တော့ဘေးဒုက္ခကပ်စိုးကြီးတွေကြာရောက်မှတို့တို့ဘဝကိုတည်တာရမှာမဟုတ်ပါဘူးတို့တို့ကလူသားတွေဒီတစ်ချက်နဲ့တင်တို့တို့ဟာအချိန်မရွေးတည်သွားနိုင်တာကိုတွေးကြည့်နိုင်နေပြီပဲမာဆယ်ဘရုစ်ကအဲ့ဒီလိုဖြေထားတာကိုစာအုပ်ရဲ့ပထမဆုံးခန်းမှာဖတ်ရပါတယ်လူသားတွေဟာဘေးဒုက္ခနဲ့ကြုံတဲ့အခါ ူလကအမှုမဲ့အမှတ်မဲ့နေမိတဲ့ဘဝပေါ်တွေ့တာစိတ်ပူပြီးပြင်းပြခိုင်မာလာလေးရှိတယ်။အဲဒီခါမှာအရေးကြီးတယ်လို့ယူဆရတဲ့အလုပ်ကိုလုပ်ဖြတ်သွားတယ်။ဘဝရဲ့နေ့ရက်တိုင်းမှာစက္ကန့်တိုင်းဟာ လူသားအတွက်တန်ဖိုးရှိနေပါတော့တယ်။အလုံးပိတ်ခံတဲ့ရောက်တဲ့အခါကျမှအရင်လိုလေးကိုအရှံပဲရှုပ်ရှိုက်လို့မရမှန်းသိတော့မှ လေရဲ့တန်ဖိုးကိုသိသွားတယ်လို့ပါပဲ။ဒါဖြင့် နေတည်မလားညတည်မလားရင်တထိတ်ထိတ်နဲ့မရေတရေစောင့်နေရတဲ့ကပူးမျိုးသူမျိုးသားတွေရဲ့နေစဉ်ဘဝအတိပ္ပယ်ဟာဘဝကိုအမှုမဲ့အမှတ်မဲ့ဖြတ်တန်းနေတဲ့တခြားလူသားတွေတပိုးပြီးအနစ်သာရရှိမှာပေါ့အချိန်မရွေးလက်ပင်ပြတ်သွားနိုင် အချိန်မရွေးတနက်နဲ့ပြတ်သက်ခံရနိုင်တာကိုအဲ့ဒီလိုအခါမျိုးမှာဘဝကိုဘလို့တွေ့တာရမယ်လို့သူတို့ကဘယ်သူကမှ တင်ပေးတာမဟုတ်ဘူးသူတို့ကိုယ်တိုင်ကြုံတွေ့ခံစားရတဲ့ထိတ်လန့်ခြောက်ခြားမှုနာကျင်မှုတောက မချိမဆဝေဒနာတွေကတင်ပေးခဲ့တာဖြစ်မှာပါ အစ္စလမ်ဘာသာဝင်တွေရဲ့ယုံကြည်မှုခရစ်ယာန်ဘာသာဝင်ရဲ့ယုံကြည်မှုဗုဒ္ဓဘာသာဝင်တွေရဲ့ယုံကြည်မှုစသဖြင့်ယုံကြည်မှုတွေနဲ့အ ਨੇ များကွဲလဲကောင်းကွဲလဲနိုင်ပါတယ်ဒါပေမဲ့လူသားရဲ့လူဖြစ်လာရင် ွေးတော်လက်မဆန့်ခင်ဆန့်တော်လက်မကွေးခင်တည်ဆုံးသွားနိုင်တယ်ဆိုတဲ့အချက်ကိုတော့အားလုံးအတူတူလက်ခံထားကြတာကြီးပါပဲတည်ခြင်းတရားဟာကိုယ်စီကိုအခုညံ့နေမှာပဲရောက်လာနိုင်တယ်ဒါကိုလူသားအလုံးလက်ခံမိသားပါမေးရထားတာတခုပါပဲအဲ့ဒီမေးရမှုကိုပယ်ဖြတ်ပေးနိုင်တာကဘေးဒုက္ခကတ်ဆိုးဖြစ်ပါတယ်ဒါကြောင့်သူတို့တွေဟာ ခြေတလန်းတိုင်းတလန်းတိုင်းရဲ့အဓိပ္ပာယ်နဲ့အနှစ်သာရကိုခံစားကြလိမ့်မယ်ချီးမြှောက်ကြလိမ့်မယ်ရေသက်ရေပေါက်တစ်ခုချင်းရဲ့အေးမြမှုကိုအဓိပ္ပာယ်ရှိရှိခံစားနိုင်ကြလိမ့်မယ်ချစ်ချင်းပြတ်တာရဲ့နှွေးထွေးမှုနေရောင်ခြည်ရဲ့နှွေးထွေးမှုကို အတိတရားနဲ့ခံယူကြလိမ့်မယ်သမင်းတလုတ်ပါမုံတချက်ဟာအဓိပ္ပာယ်တွေအများကြီးစောင့်လိမ့်မယ်ဂီတဟာသူတို့ရင်ထဲမှာ ပြေဝစွာ ပျော်ဝင်နေကြလိမ့်မယ်။ဒါဖြင့်သူတို့ခံစားနေရတဲ့နာကျင်မှုကရောနာကျင်မှုအတွက်လည်းမာဆယ်ဘရုခ်ကကျမကိုအဖြစ်ပေးသွားခဲ့ပြီးသားပါ။ပျော်ရွှင်မှုကကိုခန္ဓာအတွက်ကောင်းပါတယ်။ဒါပေမဲ့စိတ်ရခွန်အားကိုကြီးထွားဖွံ့ဖြိုးစေတာကတော့တောကပဲဖြစ်တယ်တဲ့။ဉာဏ်ပညာကိုကျမတို့ကိုဘသူကမှတင်ပေးလို့မရဘသူကမှတာဝန်ယူမပေးတဲ့နာကျင်ဘွယ်ခရီးကို ကိုကိုတိုင်သွားခြင်းအဖြစ်သာဉာဏ်ပညာကိုကျမတို့ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်လို့ပရုစ်ကဆိုပါတယ်။နာကျင်မှုကသာလျင်သင်ကြားပေးသူ။ဘာကြောင့်ဖြစ်ရတာလဲ။ကျမတို့ချိပြတ်နိုသူတိုင်းကကျမတို့အပေါ်သစ္စာဆောင်သည့်သူကြီးဖြစ်နေမယ်ဆိုရင် လူသားသစ္စာပြည့်ဝမှုဆိုတဲ့အာပြင်းလာတဲ့အဖြစ်ပြက်ကိုဘာလို့အချိန်ပေးစဉ်းစားနေကြရလို့လဲ။ကျမတို့အားလုံးဟာ လေးစားမှုတွေနဲ့ကြီးကြုံတွေ့ရမယ်ဆိုရင်လူမှုဘဝမှာတယောနှိမ့်ချမှုကိုစုံစမ်းလေးလာကြည့်ဖို့ဘယ်အရာကတွန်းအားပေးတော့မှာလဲတောကနဲ့နာကျင်မှုတွေတဲ့ထိုးနှစ်ခံလိုက်ရမှသာလျှင်ရှင်ဆိုင်မှုခက်ခဲလာတဲ့လူဘဝရဲ့အမှန်တရားကိုရှင်ဆိုင်တတ်ကြမှာမဟုတ်လားနာကျင်မှုမရှိဘူးဆိုရင်ဘဝကိုရင်ဆိုင်မှုအရေးကြီးလာတဲ့တွန်းအားအေးမြင့်မရှိတယ်လို့ဖြစ်သွားမှာပေါ့ ဒီလိုဆိုတော့လေနားလည်ဖို့မခက်ခဲတော့ပါဘူးမာဆယ်ဘရုစ်ရဲ့ဒသနအရာနာကျင်မှုတွေဖိအားတွေကသူတို့ရဲ့ဘဝအတိတ်ပဲကို ပို့ပြီးလေးနှစ်စေပို့ပြီးပြင်းပြစေတော့တာပေါ့ဖိအားတွေအောက်မှာအသက်ရှင်နေရတာဟာလူသားတွေကို ပို့ပြီးတော့တောင်ခွန်အားရှိစေတယ်ဆိုရင်ကျမတို့ကမကြိုးစိုးဘဲနဲ့ရောက်လာတဲ့ဒီဖိအားကိုဘာကြောင့်ရဲရင်စွာလံပတ်ခံနိုင်ရမလဲ ကိုရင်ဆိုင်ရတဲ့ဘဝအတိတ်ပဲကိုစက္ကန့်တိုင်းအတိတ်တရားရှိရှိနှလုံးသွင်းခြင်းအဖြစ်သာလျင်ဘဝကိုတွေ့တာဓာတ်သူဖြစ်ပါလိမ့်မယ် reference how proofs can change your life by elaine day portan 11 news volume 1 number 3 25 11 2001